ပြောရမယ်မြတ်စွာဘုရားရဲ့အဆုံးအမပေါ့အဲ့ဒါပါလဲဆိုတော့အပ္ပမဒိနာသမ္မာဒိဋ္ဌာဒါကပြေကတုံးဘုံအာလုံးအကျုံးဝင်တဲ့အဆုံးအမလို့တောင်ဒီလိုပြောရအောင်အပ္ပမဒိနာမမင်းမနေရောခြင်းလို့ဆိုတဲ့တတိတရားနဲ့သမ္မာဒိဋ္ဌာသူတော်ကောင်းတရားကိုကြည့်ရအောင်တို့တဲ့အောင်ကြိုးစားကြရမယ်ရှင်တော်ကသူတော်ကောင်းကြီးကအပ္ပမဒတရားရဲ့တန်ဖိုးကိုသိကြလို့မြင်ကြလို့ သီလယူပြီးတိုင်းသီလပြီးပြီးတိုင်းအပမဒေနတမ္ပါဒေထဆိုတာလေးကတော့ကြောပြီးအောင်ရောဖြစ်သွားအောင်အစဉ်လာလေးတစ်ခုလုပ်ခဲ့တယ်တရားဟောသည့်ဖြစ်စေမောသည့်ဖြစ်စေအပမဒေနတမ္ပါဒေထဆိုတာလေးတော့ဘုန်းကြီးကမရွှေ့ဆိုလိုက်ဘူးလားရွှေ့ဆိုလိုက်တယ်လို့ရွှေ့ဆိုလိုက်တော့အောက်ကလူတွေကအာမဘန်နေပါဗျာလို့တော့လှုပ်သွားတာပဲအာမဘန်နေကပြောတာကောင်းပါပြီအဲ့ဒါကိုပြည်စုံအောင်ကျင့်သုံးမှမယ်လို့အာမခံလိုက်တာဟုတ်လား ဲ့တော့တကယ်ကအမရိနတမာရိသဆိုတာသတိတရားနဲ့သူတော်ကောင်းတရားကိုပြည့်စုံအောင်ကြိုးစားရမယ်ချမ်းသာတဲ့ချမ်းသာမှန်ကိုရအောင်အထောက်အမယ်လို့အဲ့ဒီအဓိပ္ပာယ်ရတယ်။အဲ့ဒါလေးကိုပဲဦးဇင်အခု အခြေချရပြီးတော့ပြောနေတာအဲ့ဒါကရောဆရာတော်ဘုရားကြီးရဲ့ဉာဏ်ကိုမှီပြီးတော့ပြောရမှာအခုပြောမှလေးကဟုတ်လားဆိုကြီးကပါရေးထားတော့ဝေယဓမ္မသင်္ခါရပြင်းစွာ ထိတ်လန့်စေ အပမာဒကျင့်စဉ်ပြဘဝအနှစ်တွေတဲ့။ယေစွာဘုရားပြိနေပါဇံဃာနေမှာဝေယဓမ္မသင်္ခါရအပဝါဒိနာတမ္ပါဒေတာလို့ဟောဒီဆုံးမှာကပစ္စည်းမဝဇ္ဇနာနောက်ဆုံးစကားပေါ့နော်။အပမာဒိနာဘိခဝေဝေယဓမ္မသင်္ခါရအပမာဒိနာတမ္ပါဒေတာဒါဝေယဓမ္မသင်္ခါရဆိုတာဘာပြောတာလဲ။ဆိုတော့ယက်ဒီမှာတုံ့တက်တဲ့တူတူလေးနဲ့ဝေယဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စေ။ ဘဝရဲ့တဘာဝကိုမမှန်ကန်ကန်သိပြီးတော့ဒီထိတ်လန့်တဲ့ထိတ်လန့်တဲ့နဲ့ဒီတရားတွေရဲ့ပုံမှာထိတ်လန့်မှုအတိညာဉာဏ်နဲ့ရှင်တဲ့ဥတ္တပသံဝေကပေါ့နော်သံဝေကဆိုတာဉာဏ်နဲ့ရှင်တဲ့အကြောက်ကြောက်တဲ့ကြောက်ထိုက်တာကိုကြောက်တာကိုသံဝေကလို့ခေါ်တာနော်အဲ့ဒီကြောက်တဲ့ကြောက်ထိုက်တာကိုကြောက်တဲ့ဉာဏ်သံဝေကရအောင်ထိတ်လန့်မှုရှိအောင်ဝေယဓမ္မသင်္ခါရလို့ပြောလိုက်တာတဲ့ဝေယဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စီ အပမာဒကျင့်စဉ်ကြဘဝအနှစ်တွေအပမာဒဆိုတာအဲ့ဒီထိခိုက်စရာကောင်းတဲ့ဘဝတန်လျာကလွတ်မြောက်အောင်ဘယ်လိုလုပ်ရမှာတော့ဆိုတာရဲ့အတူချုပ်ကျင့်စဉ်ပဲတဲ့တတိနဲ့ဒီဒုက္ခဝကနေလွတ်မြောက်အောင်ကြိုးစားရမယ်လို့ဒုက္ခလွတ်ချင်တယ်ဒုက္ခငြိမ်းချင်တယ်ဆိုရင်ဘာနဲ့ကျင့်ရမလဲဆိုတဲ့ကျင့်စဉ်ကိုအတူဆုံးအနှစ်သာရအရှိဆုံးစကလုံးနဲ့ရသော်ဗျာကျင့်စဉ်ကိုပြောလိုက်တာတဲ့နော်ဝေယဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စေ အပမဒကျင့်စဉ်ကြဘဝအနှစ်တွေဆိုဒီနေရာမှာဘုရားဓမ္မသင်္ခါရပြင်းစွာထိလန့်စေဆိုတာလေးကိုပြောလိုက်တော့ဘုရားကောင်းတယ်မှာဘာမှတ်ရလို့ဆိုတော့ယေရှုဘုရားဟောတာတဲ့တိဟသုတ်တန်ဆိုတာရှိတယ်ယေရှုဘုရားကသူ့ကိုယ်သူရှင်နေမင်းကြီးနဲ့ဥမာပေးပြီးတော့ဟောတာတဲ့သုတ်တန်ပေါ့တောတော်မှာအစွမ်းရည်တည်းအထက်မြတ်ဆုံးဖြစ်တဲ့တောတို့ရဲ့ဘင်းရှင်တယ်နင်း အနေအရာထားပြီဆိုလို့ရှိရင်သူအိတ်ဆက်တဲ့ကိုကနေနော်ထလာပြီးတော့ကိုရေကနေထွက်လာပြီးတော့အညောင်းညာဆန့်ပြီးတော့တော်လေးကိုကြည့်ပြီးတော့၃ချိန်ဟောက်တယ်တဲ့ရှင်သေးတို့ရဲ့အတန်အဲ့ဒီရှင်သေးတို့ရဲ့ဟောက်တဲ့အတန်ကိုကြားလို့ရှိရင်ညီမနေနေတဲ့ညီနေတတ်တော်ဝါတွေကလည်းပြေးကြတယ်အောင်းငယ်မနေတဲ့ငှက်တွေပါတွေကလည်းပြေးကြတာပဲရည်ရဲနေတဲ့တတ်တော်ကလည်းရည်ရဲမှုတ်လို့သွားတယ်တဲ့ တွင်းနေပါလေတဲ့အောင်းနေတဲ့တော်ကတွင်းနေတဲ့ဝင်ကြီးရောတိမ္မော်နေတဲ့တော်ကတိမ္မော်တက်သွားတယ်အကုန်လုံးထိတ်လန့်နေတုံလုံးတယ်မထိတ်လန့်တဲ့တတ်တော်မရှိတကယ်လို့အဲ့ဒီတန်ကိုရှားလို့ဘယင်းနေပါလေမွေးပြူထားတဲ့ဆင်းလို့မြင်းလို့ညံ့ကြလို့ဆိုရင်သူကပြေးလို့မရောက်ကျွန်းနေချီတာဆိုအဲ့ဒီသားလည်းကျင်ကြီးကျင်လေးတွေထွက်ပုံနေတဲ့ဟောရှင်နေမင်းရဲ့ဟင်းဟောက်တဲ့အတန်ကအဲ့ဒါလောက်တိရစ္ဆာန်တွေရဲ့ပုံမှာ အရှိန်ဝါရှိတယ်အကျိုးတရားမှုရှိတယ်နှောင်းမိုးနိုင်မှုရှိတယ် ဒါကပဂရိရှင်သေးကိုအဲမင်းစောဘုရားကလည်းအဲ့ဒီရှင်သေးလိုပဲတဲ့လောကသုံးပါးမှာအတိရုဉဏ်တို့ကိုရလို့တပ်ပင်ဉာဏ်ဉာဏ်ကိုရလာတဲ့အခါမှာရသော်ဘုရားလည်းဟိန်းဟောက်တယ်ဘာလို့ဟိန်းဟောက်တုံးဆိုတော့အမှန်တရားအမှန်တရားကိုအဲ့ဒီထဲမှာတော့တစ္ဆာ၄ပါးကိုကြောထားတယ်တစ္ဆာ၄ပါးကိုတက္ကာယဆိုတဲ့အတုံးလုံးလေးနဲ့ပြောတယ်တက္ကာယဆိုတာယုတ်တဲ့နန္ဒသဘာဝတရားကိုတက္ကာယလို့ခေါ်တာသင်္ချာရှိတဲ့ယုံနံကိုတက္ကာယလို့ခေါ်ဟုတ်လား တာရိဟာတက္ကာယတရားတွေအရှင်းရတဲ့တရားတွေမတည်မြဲတဲ့တရားတွေဒီတက္ကာယတရားတွေဖြစ်ခြင်းရဲ့အကြောင်းတရားကတော့လောဘပဲလောဘချုပ်မှတက္ကာယဆိုတဲ့ဒုက္ခချုပ်မယ်ပေါ့နော်ဒီလောဘချုပ်ပြီးတော့တက္ကာယချုပ်တဲ့ဒုက္ခချုပ်သွားအောင်ဘယ်လိုလုပ်ရမလဲဆိုရင်မဲခင်ရှိပါဘူးပေါ်နေရမယ်ဆိုပြီးတော့ဒုက္ခနဲ့ဒုက္ခရဲ့အကြောင်းတရားဒုက္ခချုပ်ခြင်းနဲ့ဒုက္ခချုပ်ခြင်းတို့ရောက်စေတတ်တဲ့အချက်သစ္စာလေးပါဒီချက်ပြန်မှတ်မယ်နော်ဒုက္ခနဲ့ဒုက္ခရဲ့အကြောင်းတရားတစုံ နော်ဒုက္ခချုပ်ရနဲ့ဒုက္ခချုပ်ရတို့ရောက်စီတတ်တဲ့အကျင့်တစုံအဲ့ဒါကိုမြတ်စွာဘုရားဟောပြတယ်အဲ့ဒါချင်းတဲ့မင်းကြီးရဲ့ဖိဟောတဲ့အတန်ပဲတဲ့မြတ်စွာဘုရားရဲ့သစ္စာတရားကိုကျူးရင်တဲ့အတန်အဲ့ဒီအတန်ကိုကြားတဲ့အခါမှာနော်အလုံးတတန်းရှိတဲ့စီရင်ကြီးကြတဲ့ဗြမာရီတောင်မှထိတ်လန့်နေတဲ့မြတ်စွာဘုရားရဲ့အဲ့ဒီတရားတန်ကိုကြားတဲ့အခါမှာဉာဏ်နဲ့ရှင်နဲ့ထိတ်လန့်မှုတို့ရတယ် ဘလို့သိလာလို့ဆိုတော့တို့ချင်းချင်းပြောကြတယ်အချင်းတို့မတို့ဟာကိုကိုကိုအကြာကြီးခိုင်မြဲနေမယ်တီးနေမယ်လို့ထင်ကြတာကောင်းတယ်လို့ထင်နေတာတကယ်စင်စစ်တို့ဟာမတီးမြဲတဲ့မကောင်းတဲ့တရားတွေပဲအကျုံးဝင်နေတာတဲ့တို့ရဲ့ရှင်နေတို့ရဲ့ဘဝတို့ရဲ့အနေထားကမတီးမြဲတဲ့မကောင်းတဲ့အနေထားတွေမှာပဲအကျုံးဝင်နေတာတဲ့လို့တို့သိတယ်အဲ့ဒါကြောင့်တို့အလုံးထိတ်လန့်နေတဲ့ တက်တန်းချီတဲ့စီရင်ကြီးတဲ့နှက်တွေတောင်ထိလိုက်နေလို့ရှိုတယ်အဲ့တော့ဦးညာကမနေ့တုန်းကလမ်းလျှောက်နေတယ်အဲ့ဒါကိုစဉ်းစားကြည့်တော့အဲ့ချင်းသေးအော်ဝါချင်းသေးဟောက်တန်ကြားတဲ့ခါမှာကြားတဲ့တတ္တဝါတွေအိဆန်တွေအကုန်လုံးလန့်ရတယ်နော်တကယ်လို့မကြားတဲ့တတ္တဝါတော့မကြားရတဲ့တရားပြောတော့လန့်မှာမဟုတ်ကြားမှာမကြားတာဆိုတော့ तू ကမလန့်နိုင်ခုလည်းမြတ်စွာဘုရားဟောပြတဲ့ဒီတရားစံတွေကို မကြားတဲ့လူတွေကတော့ဘယ်လိုမှထိလက်မှုတံဝေကမရနိုင်ဘူး ဒီနေ့မှကြားရတယ်ဆိုတာကရုံးလိုက်တဲ့အတန်ကိုနားနဲ့ကြားတာတော့ကိုရည်ရွယ်တာမဟုတ်ဘူးဟုတ်လားဉာဏ်နဲ့အတိနဲ့ထိတွေ့နိုင်တဲ့အနေအထားကိုရည်ရွယ်တာဟုတ်လားဒါကြောင့်တယောက်နဲ့တယောက်အဲ့ဒါကလည်းမတူတဲ့အခါကျတော့ထိလက်မှုတွေကလည်းမတူဘူးเนาะကြားဖို့ကတော့ပဂရိနာနဲ့ကြားဖို့ကတော့တိတ်အခက်ခဲရှိရောဒါတော့တိတ်တော့မလွယ်လားအဲ့ဒါတော့တော်တော်ခက်ခဲတယ်ပဂရိနာနဲ့ကြားပြီးတဲ့နောက်မှာဉာဏ်နဲ့ထိတွေ့နိုင်မှုကြတော့တယောက်နဲ့တယောက် မတွန်နိုင်ကြဘူးနော်ဘလောက်ထိကြာမတုံဝိုးလိုဝါဒလောက်လေးပဲလားဤဝိသရကြီးပဲလားဒါတော့တောင်းနေတယ်ဟုတ်မတွန်နိုင်အဲ့ဒီကြာမှုရှိမှလားလေထိလက်မှုဆိုတာရှင်းနိုင်ကြာမှမကြာပဲနဲ့အေးစီလေးပဲဟုတ်တယ်မဟုတ်လားဒါကြောင့်လောကလူသားတတ္တဝါတွေဘာကြောင့်တောင်းနေတယ်ဟုတ်ထိလက်မှုအကြီးသေးအနည်းများ꽈နေတာတော့လုံးမင်းအဲ့ဒီကြာမှု꽈သွားတော့ပေါ့ဟုတ်လားအေးဒါကြောင့်ဝေယဓမ္မသင်္ခါရပြင်းစွာထိလန့်စေ အပမာဒကျင့်ကြံပြဘဝအနှစ်တွေเนาะသံမုလေးတွေကဦးရင်ကချပေးတဲ့အလေးကတိတ်မရှိဘူးကိုယ်ကလည်းရှိရပဲသို့သွားတာပဲများတယ်ဟုတ်လားအဲချိန်ကုန်တော့တတ်တာတော့ဗောလေမချပေးရင်လည်းပဲတမျိုးကောင်းပါလေနည်းနည်းတော့စိုးရသွားတာဗောဟုတ်လားစိတ်ထဲမှာအဲ့ဒါထားတော့ပြောနေတာလေးကအများကြီးရှိတယ်အဲ့တော့အပမာဒကျင့်ကြံပြဘဝအနှစ်တွေဒါခုနှစ်အလုံးလုံးကျင့်သုံးကြတယ်လုံလန်းစင်ရဲ့အနှစ်ချုပ်ဟာဒီအပမာဒနဲ့နေဖို့ကြိုးစားအထောက်ကြတယ် အထောက်ကြတာပေါ့နော်။နောက်လည်းပဲဒီအမာဒာနဲ့နေဖို့ကြိုးစားရင်းနဲ့ပဲဘဝရဲ့အနှစ်သာရအစစ်အမှန်ဖြစ်တဲ့အတိအញ្ញံကိုရအောင်ကြိုးစားကြရပါ။ဆက်ပြီးတော့ဆိုရင်ရေးတာလေးကိုပေးတတ်တော့ကိုနည်းနည်းလေးတော့အရသာခံကြည့်သေးခြင်းဦးရင်းနော်။ကိုယ်စိတ်ထဲမှာကောင်းတဲ့ခြင်းသူများတို့လည်း